အရာဝတီတိုင်းဒေသကြီးအတွင်းရှိတိုင်းခရိုင်မြို့နယ်26မြို့နယ်နဲ့ရက်ွက်ကျေးရွာများတန်ရှင်းတာယာလှပရေးဖျားစီဒီပထူများဘုံတော်ကြီးကျောင်းများစာသင်ကျောင်းများဈေးရုံများနဲ့လမ်းဘေးဝဲရများမှာအိမ်လန်းရွာကြောင်တန်ရှင်းတာယာလှပရေးအတွက်တရင်တပ်ဖွဲ့များဌာနဆိုင်ရာများဒေသခံပြည်သူများမှာအပတ်စဉ်စနေနေ့တိုင်းစုပေါင်းတန်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာဒိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မဝင်းသည်ဒီကနေ့မနက်ပိုင်းကတာဝန်ရှိသူများနဲ့အတူပသိမ်မြို့အတွင်းစုပေါင်းတန်ရှင်းရေးဆောင်ရွက်နေမှုများကိုလက် ်လည်းကြည့်ရှုဆက်စည်ခဲ့ပါတယ်။ ရေဦးစွာပသိမ်တက္ကသိုလ်ဓမ္မယုံဝင်အတွင်ဌာနဆိုင်ရာများတက္ကသိုလ်မှဆရာဆရာမများစူပေါင်းတန်ရှင်ရေးဆောင်ရွက်နေမှုရေစည်းရေလာကောင်းမွန်စေရေးနှင့်အဆောင်အုံနှင့်မလွတ်ကင်းတဲ့တစ်ပင်အကိုင်းခတ်များအားခုတ်ထွင်ရှင်းလင်းနေမှုများကို၎င်းကံတုံးစင်ပန်းချံအစ်စ်မြင့်ရေးမြေပြင်ချင်းလုပ်ငန်းများအားဆက်ရန်တရားများဖြင့်ဆောင်ရွက်နေမှုများကို၎င်းကြီးစုစစ်ဆေးခဲ့ပြီးမြေပြင်ချင်းလုပ်ငန်းများစနေတဲ့ကြဆောင်ရွက်ရန်မြန်များစနေတဲ့ကြဆိုက်ရန်ပန်းအလှပေများညရာရှုခင်းများဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည် အလားတူအေယာဝတီတိုင်းဒေသကြီးအတွင်းရှိတိုင်းခရိုင်မြို့နယ်26မြို့နယ်နဲ့ရက်ကွက်ကျေးရွာများတန်ရှင်းသားရလှပရေးဖျားစီဒီပတ်ထိုးများဖုံတော်ကြီးကျောင်းများစာသင်ကျောင်းများဆေးရုံများနဲ့လမ်းဘေးဝဲရာများမှာအိမ်လန်းရွာကျောင်းတန်ရှင်းသားရလှပရေးအတွက်တရင်တပ်ဖွဲ့များဌာနဆိုင်ရာများဒေသခံပြည်သူများမှစူပေါင်းတန်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရပါတယ်။ အဲ့ဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီးတို့ဒီပသိမ်မျိုးအမတ်ရှင်းနေမြင်တယောင်ချောင်းလန်အာဘိယတေဝံရွှေကျင်တိုက်တဲ့ចောင်းတိုက်သို့တွားရောက်ပြီးဘဝနဲ့ထံပြန်လွန်တော်မူခဲ့ပြီးဖြစ်တဲ့အာဘိယတေဝံရွှေကျင်တိုက်တဲ့ចောင်းတိုက်နဲ့မဟာတေဝံတာမဏေကျော်စာသင်တိုက်တို့ရဲ့ဦးစီးပရာနာနာယကပသိမ်မျိုးလာမင်းတရာဘတ်စုံပရာဟိတဆရာတော်ဤ ဦးဒစာရုပ်ကလတ်တော်အားဖူးမြော်ကြီးညိုခဲ့ပြီးအန်နီမာအက်ခိစာပန်းနာတာတုကိလနာပူဇာတပင်စင်ရင်ကျင်းပနိုင်ရေးနှင့်သာသနာရေးဆိုင်ရာကိစ္စရပ်များအတင်းပြလျှောက်ထားခဲ့ပြီးလူပွဲပစ္စည်းများဆက်ကလှူဒန်းခဲ့ကြပါသည်။ ဆက်လက်ပြီးလာမင်းတရားဘက်ဆောင်ဗရာဟိတဆရာတော်ဗဒ္ဒနာဆန္ဒသီရိရဲ့အနိမအခေစာပဏာတာတုကိလနာပူဇာသဘင်စင်ရင်ကျင်းပနာကြီးအတွက်အလူငွေများပေးရန်လှူတဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဆနီတပြည့်တော်ဝကများအလူရှင်များကအလူငွေများပေးအပ်လှူဒန်းခဲ့ကြပါတယ် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဒီလာမင်းတရဘတ်စုံပရာဟိတဆရာတော်ဗဒနာစန္နာတိတိရဲ့အန်ဒီမအကေဇာပနာတာတုကိလနာပူဇာတပင်စင်ရင်ကျမ်းပါနာရေးသက်ဆိုင်ရာတာဝန်ရှိသူများအားမှကြားခဲ့ပြီးလိုအပ်တာများပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်ဒီတဲ့ရင်ကိုပတင်တဲ့ရင်ဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်